ဒီစိတ်ပညာတွေကခက်ခဲတယ်လို့ကိုယ့်အကိုတွေးရင်တောင်မှပေါ့နော်ကျမတို့ကအများကြီးခက်ခက်ခက်ခဲမတွေးရနဲ့အရင်ဆုံးကျမတို့လိုရမှာကခလေးလေးတွေကိုချစ်ချင်းမြတ်တာနဲ့ပြုထောင်ပေးဖို့ဖြစ်ပါတယ်တချို့အပြုတ်မှုလေးတွေဆိုကျမတို့ထင်တာကဒီကလေးကဆိုးတယ်ပေါ့နော်အားလုံးမင်္ဂလာပါရှင်။ကျမကကလေးပြုစုပြောထောင်ရေးဆိုင်ရာပညာပေးစာတွေကိုရေးတဲ့ Jessica Moses ဖြစ်ပါတယ်ရှင်။ ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ကလေးစိတ်ပညာအခြေခံအချက်လေးတွေဖြစ်ပါတယ်။မိဘတွေဘာတွေတည်ထားရမလဲ။ကလေးလေးတွေပြုထောင်တဲ့အခါမှာဘာတွေကအရေးကြီးသလဲဆိုတဲ့အကြောင်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်။ ဒီကလေးစိတ်ပညာလို့ပြောတဲ့အခါမှာပေါ့နော်ကျမတို့ကလေးလေးတွေအောင်မြင်ထက်မြက်တဲ့ပျော်ရွှင်တဲ့ကလေးလေးတွေအဖြစ်ကြီးထွားလာစေဖို့ပေါ့နော်ဘဝမှာပျော်ရွှင်အောင်မြင်တဲ့လူငယ်လေးတွေအဖြစ်တို့ဘဝမှာရှေ့ဆက်သွားနိုင်ဖို့ရာမိဘတွေနေနဲ့ဘာလို့ပေးလို့ရမလဲဆိုတဲ့အကြောင်းအရာလေးတွေဖြစ်ပါတယ်ဒီစိတ်ပညာတွေကခက်ခဲတယ်လို့ကိုယ့်အကိုတွေးရင်တောင်မှပေါ့နော်ကျမတို့ကအများကြီးခက်ခက်ခက်ခဲမတွေးရဲနဲ့အရင်ဆုံးကျမတို့လုပ်ရမှာကကလေးလေးတွေကိုချစ်ချင်းမြတ်တာနဲ့ပြောထောင်ပေးဖို့ဖြစ်ပါတယ်စိတ်ပညာလို့မတွေးသေးရင်တောင်မှပေါ့နော်ချစ်ချင်းမြတ်တာနဲ့ပြောထောင်ပေးတဲ့အခါမှာကလေးလေးတွေကဒီပျော် ရှိအောင်မြင်တဲ့ကလေးလေးတွေဖြစ်လာဖို့ ဒါရာဂိုင်နှုံများတယ်ပေါ့နော်ဆိုတော့ဒီစိတ်ပညာဘိုင်းဆိုင်ရာဘာတွေသိထားရမလဲဆိုတဲ့အခါမှာဒီကလေးလေးတွေကိုနံပါတ်1အခြေခံအချက်ကသူတို့ကိုကျမတို့ကကိုချင်းစာဖို့ပေါ့နော်ကလေးလေးတွေကကလေးငယ်ငယ်လေးတွေဖြစ်တယ်ဝေကင်းစာကလေးမှာသူတို့မှာဘာမှကြိုတင်သိလာပြီးတော့ဒါမွေးဖွားလာတာမဟုတ်တဲ့အတွက်ကျမတို့ကသူတို့ကိုဒီစိတ်ရှည်ရမယ်အခြေခံအစတင်ကြရမယ်ပေါ့ဒါလေးတွေကိုကျမတို့သိထားရမယ်နံပါတ်1ကသူတို့ကိုချစ်ဖို့နံပါတ်2ကသူတို့ကအဖြူတယ်လေးတွေဖြစ်တယ်ဘာမှမသိသေးဘူးဆိုတာကိုသိပြီးတော့စိတ်ရှည်ဖို့က နံပါတ်1အချက်ဖြစ်ပါတယ်အဓိကဒီကလေးလေးတွေမှာကျမတို့သတိထားမှာကတို့ရဲ့ ခွင့်ပြုမှုပေါ့နော်သူတို့ဟိုဘယ်အသက်အရွယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကဘယ်လောက်ထိဖွင့်ပြိုးသလဲစိတ်ပိုင်းဆိုင်ရာဘယ်လောက်ထိဖွင့်ပြိုးသလဲဒီဘာသာစကားပိုင်းဆိုင်ရာဘယ်လောက်ထိဖွင့်ပြိုးသလဲခံစားမှုပိုင်းဆိုင်ရာဘယ်လောက်ထိဖွင့်ပြိုးသလဲပေါ့ဒါလေးတွေကိုကျမတို့သိထားတဲ့အခါမှာခလေးတွေကိုဂိုင်တွဲရတာလည်းလွယ်သွားပါတယ်တချို့အပြုတ်မှုလေးတွေဆိုကျမတို့ထင်တာဒီကလေးကဆိုးတယ်ပေါ့နော်ဒီကလေးကအမေစကားနားမထောင်ဘူးလို့ကျမတို့ထင်တယ်ဒါပေမဲ့တကယ်တကယ်မှာကသူ့ရဲ့အသက်အရွယ်အရာဒီကလေးလေးကဒီအရွယ်မှာဒီသိမှုမရှိသေးဘူးဒီကလေးလေးကဒီအရွယ်မှာဒီလိုမျိုးစိတ်ကိုထိန်းနိုင်စွမ်းမရှိသေး ေးဘူးဆိုတဲ့အချက်တွေကသူ့ရဲ့ဒါခလေးစိတ်ပညာဆိုတာဒါကိုပြောတာပါသူကိုဒီအသက်အရွယ်မှာဒီလိုမျိုးသိမှုရှိရမယ်ဒီအသက်အရွယ်မှာဒီလိုမျိုးခံစားချက်ကလေးတွေသူတို့မှာရှိနေပြီဆိုတာကိုသိခြင်းကစိတ်ပညာကိုနားလည်တယ်လို့ ပြောရမှာပေါ့နော်ဆိုတော့ကျမတို့ဒီစိတ်ပညာမှာပြောရရင်တို့ရဲ့ဖွံ့ဖြိုးမှုလေးတွေကိုသိမယ်တို့ရဲ့ခံစားမှုလေးတွေကိုသိမယ်တို့ရဲ့ဒီဘာသာစကားပေါ့နော်ဒီနှုတ်ကဘယ်လောက်ထိစကားပြောဆိုနိုင်တယ်လဲမိဘနဲ့ဘယ်လိုဆက်သွယ်နိုင်တယ်လဲဒါလေးတွေကိုသိမယ်ပေါ့ဆိုတော့ကျမတို့ကဒါတွေကိုသိတဲ့အခါမှာကလေးရယ်နဲ့အများကြီးဒီဆက်ဆံရလွယ်သွားတယ်ပြောဆိုရလွယ်သွားတယ်နောက်ပြီးကျမတို့လည်းအော်ကလေးကဒီလောက်ပဲသိသေးတာပါလားငါ့အပေါ်တကယ်စိုးနေတာမဟုတ်ဘူးလားဆိုတာကိုသိတဲ့အခါမှာကျမတို့ကကလေးလေးတွေကိုပို့ပြီးတော့လဲစိတ်ရှင်နိုင်တယ်လို့ပို့ပြီးတော့လဲချစ်နိုင်သွား တယ်ပေါ့နော်ကျမတို့မိဘတွေအနေနဲ့ဒီမိသားစုစာဝတ်နေရေးရှာဖွေရတယ်ဘဝမှာရုန်းကန်လှူရှာရတယ် ပင်မနဲ့မှန်ပါတယ်ဒါပေမဲ့ဒီလိုရုန်းကန်လှူရှားနေရင်လည်းကျမတို့ရဲ့သားသမီးလေးတွေကိုပျော်ရွှင်အောင်မြင်ထက်မြက်တဲ့ကလေးလေးတွေအဖြစ်ကျမတို့ပြောထောင်ချင်သေးတယ်နော်ဆိုတော့အဲ့လိုပျော်ရွှင်အောင်မြင်ထက်မြက်တဲ့ကလေးလေးတွေပြောထောင်ဖို့အတွက်ကိုကျမခုနပြောခဲ့တယ်ဒီကလေးစိတ်ပညာနဲ့ပတ်သက်တဲ့အချက်ကလေးတွေကိုသိထားဖို့လိုပါတယ်ဒါတွေကအင်မတန်အရေးကြီးပါတယ်ဒီဗီဒီယိုလေးပြီးလို့ရှိရင်လည်းကျမကဒီကလေးစိတ်ပညာနဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်လေးတွေကိုဆက်ပြီးတော့ပြောသွားမှာဖြစ်တဲ့အတွက် Anna Quincy Kids Page ကို ဆက်ပြီးရောစောင့်ကြည့်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်